ညဆန်ကွန်နီဂျီဝါဒီဗီယိုမှာရီနာကဂျပန်နိုင်ငံရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာဘလို့အခွင့်မျိုးစားရပြီးဆောင်ရလဲ။နောက်ပြီးဘလို့အကျိုးခံစားခွင့်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်လို့ဒီဗီယိုကိုအစောထိလိုက်ကြည့်လိုက်ရအောင်နော်။ပထမအဆုံးအနေနဲ့ဂျပန်နိုင်ငံမှာအခွင့်မျိုးစားရဘယ်နှမျိုးရှိလဲ။နံပါတ်1အစိုးရတရိပ်ကောက်ခံတဲ့အခွင့်။နံပါတ်2ဒေသဆိုင်ရာအခွင့်။ ။နံပါတ်3အခြားသောအခွင့်အများဆိုပြီးတော့မှအခွင့်အမျိုးစာရေး၃ခုရှိပါတယ်။ဘုံမွေခွန်၊ကုံသွေးခွန်၊အမွေစက်ခံခွန်၊လူရန်ခွန်စတဲ့အခွင့်အရေးကအစိုးရတရိတ်ကောက်ခံတဲ့အခွင့်ဖြစ်ပြီးတော့မှဒေသဆိုင်ရာကုံသွေးခွန်၊အင်ချမ်မီခွန်၊မော်တော်ရီခွန်၊ဒေသဆိုင်ရာကျမကြီးအာမခံခွန်၊အလုသမားအာမခံခွန်စတဲ့တွေကတော့ဒေသဆိုင်ရာအဖွဲ့ကြီးကနေပြီးတော့ဗကောက်ခံတဲ့အခွင့်တွေပဲဖြစ်ပါတယ်။အခြားသောအခွင့်အများဆိုတာကစာရွက်ဆိုင်ရာတချို့ပေါ်မှာတစိမ့်ကတ်တဲ့အခွင့်အရေး၊ပစ္စည်းတင်တဲ့အခွင့်အရေး၊ပြပပြီးသွားတဲ့အခွင့်အရေးတွေဖြစ်ပါတယ်ရှင်။ ဒီလိုအခွင့်မျိုးစားရင်အများကြီးရှိတဲ့နေရာမှာဂျပန်နိုင်ငံကိုအလုပ်သွားလုပ်နေတဲ့လူတွေလာစဉ်ပေးဆောင်နေရတဲ့အခွင့်အရေးကဘာကြီးလဲ။နောက်ပြီးတော့ဘလို့အကျိုးခံစားခွင့်ရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်။ ရေဘူအားဖြင့်ဆိုရင်လစဉ်ပေးဆောင်နေရတဲ့အခွင့်အရေးက၅မျိုးကနေပြီးတော့မှ၆မျိုးတရှိနိုင်ပါတယ်။နံပါတ်၁အနေနဲ့ဆိုရင်ခိုရော်ဟိုခန်းလို့ခေါ်တဲ့အလုပ်သမားအာမခံအခွင့်မဖြစ်ပါရဲ့။ဒီအခွင့်ဟာဆိုလို့ရှိရင်ဘယ်ချိန်မှအကျိုးခံစားခွင့်ရရှိမယ်လို့ဆိုတော့အလုပ်တစ်ခုကနေပြီးတော့မှတစ်ခုကိုပြောင်းတဲ့အချိန်၊မိဘဝတ်ယူပြီးတော့မှအလုပ်မရှိတဲ့အချိန်မှာအကျိုးခံစားခွင့်ရရှိမှာပဲဖြစ်ပါရဲ့။နံပါတ်၂အနေနဲ့ဆိုလို့ရှိရင်တော့ခန်းခိုးဟိုခန်းလို့ခေါ်တဲ့ကျန်းမာရေးအာမခံအခွင့်ဖြစ်ပါရဲ့။ဒီအခွင့်ဟာဆိုလို့ရှိရင်ကိုယ်နေမကောင်းဖြစ်လို့ဆေးရုံစည်းကမ်းသွားတဲ့အခါမှာကုန်ကြမ်းစင်းရဲ့ 30ရာခိုင်နှုန်းကိုဒါကိုဘက်ကကြက်တယ်မှာဖြစ်ပြီးတော့မှကျန်တဲ့80ရာခိုင်နှုန်းကိုတော့ကျိုးခိုင်စားခွင့်အနေနဲ့ရရှိမှာဖြစ်ပါရဲ့ ။နံပါတ်3အနေနဲ့ဆိုရင်တော့ကိုစိနန်ကင်းလို့ခေါ်တဲ့ပင်စင်ခွင်ဖြစ်ပါတယ်။ဒီပင်စင်ခွင်ကတော့အသက်65နှစ်နောက်ပိုင်းပင်စင်ယူရဲ့အချိန်မှာတတ်မှတ်ထားတဲ့အမောင်တစ်ခုနဲ့ဗားစင်လာတိုင်းရရှိမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံကိုအလုံးလာလုပ်တဲ့နိုင်ငံခြားသားအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့တိုင်းပြည်ကိုပြန်တဲ့အခါမှာပြန်ပြီးတော့မှထောက်ယူလို့ရတဲ့အခွင့်အရေးမျိုးပဲဖြစ်ပါတယ်။နံပါတ်4အနေနဲ့ဆိုရင်တော့ short တုပ်ကူစိလို့ခေါ်တဲ့ဝင်ဝင်ခွင်ဖြစ်ပါတယ်။ဒီဝင်ဝင်ခွင်ဟာဆိုရင်တတ်မှတ်ထားတဲ့ဝင်ဝင်ကြော်ရင်ပြီးဆောင်ရတာဖြစ်ပါတယ်။ကိုယ့်ရဲ့ဝင်ဝင်ပုံမူတည်ပြီးတော့မှ5%ကနေ40% 5%ပေးဆောင်နိုင်ခြင်းရှိပါတယ်ရှင်။နောက်ပြီးတော့မှဒီဝန်ဝင်ခွင့်ကဘယ်နေရာမှာအကျိုးရှိမှာလဲဆိုရင်အိမ်ဝယ်တဲ့အခါမှာပေးစာရတဲ့အခွင့်အရေးကိုတတ်တာစီရယ်။နောက်ပြီးကောအနာဂတ်မှာချင်းဝေယူပြီးတော့မှအိမ်ဝယ်မယ်ဆိုလို့ရှိရင်လည်းကိုယ်ကိုယုံကြည်မှုရရှိပြီးတော့မှချင်းဝေရနိုင်မှာဖြစ်ပါရဲ့။နံပါတ်5အနေနဲ့ဆိုရင်တော့ဂျူမန်စိဆိုတဲ့အင်တိုင်းကွန်မယ်ဖြစ်ပါရဲ့။ဒီခွင့်ဟာဆိုလို့ရှိရင်တချို့ကံ မှလစာတွေကနေပြီးတော့မှလစဉ်ဖြတ်တောက်ပေးတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့တချို့ကကြတော့ရက်ကွေမျိုးလုံးကိုသွားပြီးတော့မှကိုယ်တိုင်ပေးစာရတာမျိုးလည်းရှိပါတယ်။ဒီအခွင့်အာဆိုလို့ရှိရင်မနှစ်ကကိုရခဲ့တဲ့လစာပုံမူတည်ပြီးတော့မှလည်းပမာဏကွဲပြားနိုင်ပါတယ်။ဒါပေမဲ့ဒီခွင့်ရဲ့တရားရခိုင်နှုန်းလုံးကိုကိုယ့်ဘက်ကပေးစာရတာမျိုးမဟုတ်ဘဲနဲ့တချို့ကံမီတွေမှာဆိုရင်တော့60ရခိုင်နှုန်းလုံးကိုကံမီဘက်ကနေပြီးတော့မှကုန်ကြခံတာမျိုးလည်းရှိပါတယ်ရှင့်။ နောက်ဆုံးတစ်ခုအနေနဲ့ Shaw Hisei လို့ခေါ်တဲ့ဇာတ်သုံးခုနဲ့ဖြစ်ပါတယ်။ဒီခွဲဟာဆိုရင်ဂျပန်နိုင်ငံမှာပစ္စည်းတစ်ခုခုဝယ်ယူပေးရတဲ့ VAT လို့အခွင့်အရေးတွေလည်းပါဝင်ပါတယ်။လက်ရှိမှာဆိုလို့ရှိရင်တော့10%လောက်ပေးဆောင်ရတယ်လို့သိရပါတယ်ရှင့်။ ဂျပန်နိုင်ငံကိုကျောင်းသားတက်တဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပေးဆောင်ရတဲ့အခွင့်အရေးကတော့၃မျိုးပဲရှိပါတယ်။ဘာလဲဆိုတော့ short to pose ဆိုရက်ပူမွေခွန်၊ human say ဆိုရက်ညီထိုင်ခွန်၊ခန်းကုန်းကိုခန်းဆိုရက်ကျမကြီးအာမခံအခွင့်တော့ပဲဖြစ်ပါတယ်။ကဲဒီတော့ဆိုလို့ရှိရင်အခွင့်အမျိုးစားတွေအကြောင်းကိုအများကြီးသိသွားလောက်မယ်လို့ညွှန်လင်းပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေနဲ့ပြန်လာမလဲဆိုတာကိုဆက်လက်ဆောင်မြောက်အပ်ပေးကြပါအောင်ရှင့်။ကြမတတ်နဲ့